ဇွန်ဆက်နှစ်ရက်ကစပြီးမိုးအားပြန်ကောင်းလာနိုင်မယ်လို့ဆိုရန်ကုန်ဇွန်9ရက်2025အထက်လေဝေလိုင်းတစ်ခုဖြစ်ပေါ်လာနိုင်တဲ့အတွက်ဇွန်ဆက်နှစ်ရက်ကစပြီးမိုးအားပြန်ကောင်းလာနိုင်တယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကပြောပါရယ်ဇွန်ဆက်တရက်ကစတင်ပြီးမင်္ဂလာပင်လယ်အော်အနောက်အလယ်ပိုင်းမှာအထက်လေဝေလိုင်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီးပုံမိုးအားကောင်းလာနိုင်ကလေဖြားနှဲရဝန်းအဆင့်ထိရောက်နိုင်တယ်လို့ဆိုပါရယ် လက်ရှိကြိုတင်ခံမှန်းချက်တွေအရမြန်မာနိုင်ငံတောင်ပိုင်းဒေသတွေနဲ့ရခိုင်ကမ်းရိုးတန်းဒေသတွေအပါအဝင်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာဇွန်လ10နှစ်ရက်ကစပြီးမိုးအားပြန်ကောင်းလာနိုင်မှာတွေ့ရတယ်လို့သိရပါဗျ။ဇွန်လ17ရက်12ရက်နဲ့နောက်ပိုင်းရက်တွေအတွင်းပင်လယ်ပြင်မှာဖြစ်ပေါ်လာနိုင်တဲ့ထူးခြားမိုးလေဝသအခြေအနေရှိနေတာကြောင့် လေးရဲ့ကြိုတင်ခံမှန်းချက်တွေတင်ပေးထားတဲ့မိုးလေဝသတွေကိုစောင့်ကြပြီးကိုနေထိုင်ရာဒေသရဲ့မိုးလေဝသအခြေအနေတွေကိုကြည့်စောင့်ကြည့်ကြစေချင်တယ်လို့ဦးဝင်းနိုင်ကဆက်လက်ပြောကြားထားပါတယ်